ချင်းတကားတကယ်တော့နည်းနည်းကြပြီကြပြီအဲ့တချင်းကဆိုပြီးတော့ရုပ်ရှင်ပွဲတော်လာမှသိဘူးအဲ့မှာအဲ့မှာဆိုပြီးဆိုပြထားတဲ့တချင်းလေးပါဒီတိုင်းသူအနဲ့သူကောင်းပါတယ်အခုနောက်ထပ်ဆိုတဲ့အဆိုရှင်နဲ့သူအနဲ့သူကောင်းပါတယ်ဒါပြောကိုကိုကိုဆိုဘူးတဲ့ဆိုတာလေးကိုလည်းဒါတချို့ line ပေါ်လေးမှာတင်တာမျိုးလေးကြီးလည်းရှိတော့ဝမ်းတိုင်ရတာပေါ့နော်အဲ့လိုလေးတွေ့တော့လေးဝမ်းတိုင်ရပါတယ်ဟုတ် ကတကယ်တော့နည်းနည်းကြာပြီကြာပြီအဲ့တချင်းကဆိုပြီးတော့ဒီဂီတပေါ်ရုပ်ရှင်ပွဲတော်လာမှတည်ဦးအဲ့မှာအဲ့မှာဆိုပြီးဆိုပြထားတဲ့တချင်းလေးပါအာဘာပြောဒီတချင်းလေးကနောက်ထပ်ထပ်ဆိုရဲအဆိုရှင်နေကိုထက်ပေါက်တဲ့အဆိုရှင်နေလည်းရှိရဲဘာပြောကိုကိုကိုဆိုဘူးတဲ့ဆိုတာလေးကိုလည်းဒါတချို့ line ပေါ်လေးမှာတင်တာမျိုးလေးလည်းရှိတော့အော်ဟိုကိုလည်းအော် ဟိုဝမ်းတရရတာပေါ့เนาะအဲ့လိုလေးတွေ့တော့လေဝမ်းတရရပါတယ်ဟုတ်ဆိုတဲ့အခါမျိုးကိုကြိုက်တယ်လို့ပြောတဲ့ဟာမျိုးတွေကတော့နောက်တောင်မှသဘောချတယ်ပြိတ္တတွေကကိုကြည့်တဲ့ဟာလေအဲ့လိုအဲ့လိုရယ်လို့တော့မဟုတ်ပါဘူးလူတိုင်းသူ့အာနဲ့သူကောင်းပါတယ်အခုနောက်ထပ်ဆိုတဲ့အဆိုရှင်နဲ့သူ့အာနဲ့သူကောင်းပါတယ်ဒါဆိုပြရလဲဆိုပြဆိုတတ်တဲ့လောက်ဆိုဆိုနိုင်တဲ့လောက်ပဲဆိုပြဆိုထားဖြစ်တော့ကြောင့်မလို့ဘာပဲပြောဟိုကြိုက်တယ်သဘောချတယ်ဆိုရင်လဲဆိုပြရတကယ်ကိုပျော်ပါဟဲ့တကယ်ဝမ်းတာတယ်ဘာလို့လဲဆိုတော့အနုပညာသမားတွေမှာကြာလေအဲ့ဒါပီတိပေါ့နော်ဘာပြောတချို့အရာကြာလေကိုအရန်အာ

ဟမ်မမိုးထားမိုးထားနေအော်ဟုတ်ဟုတ်ဟုတ်တယ်ဟုတ်တယ်ဟုတ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 ်အော်ဒီတဲ့ချင်းလေးကပို့ပို့လင်းပြောင်းတော့ဆိုပြီးစုံနေကြဟန်ပန်လေးနဲ့တော့နည်းနည်းလေး꽌တယ်မမေရဆိုပြီးအဲ့တဲ့ချင်းရလွမ်းခွေတူဝေဝေဆိုရဲတဲ့ချင်းလေးရောပြီးတော့ဒီတဲ့ချင်းလေးရောဒါဆိုပြီးပြန်ဆိုရပြန်ဆိုဆိုအဲ့လိုရုပ်ရှင်ပွဲတော့ဂီတာပွဲတော်တွေမှာအာဆိုပြီးတို့ပြန်ဆိုရတယ်အတန်သွင်းပြီးတော့ series series တဲမှာတပုတ်အနေနဲ့အဲ့လိုမျိုးပေါ့နော် series ဆိုတာထက် အဲ့အဲ့လိုမျိုးပေါ့အဲ့ပွဲတော်တွေမှာစူသွားတာပေါ့နော်စူသွားတဲ့ခါကျအဲ့တချင်းလေးတွေကတော့စူပြီးအတွက်အမှတ်မှတ်ရရတော်တော်လေးဖြစ်တယ်လွန်ဝိတဝိဝိဆိုတဲ့ချင်းဆိုလဲဆိုပြီးအတွက်မှတ်မှတ်ရရဖြစ်တယ်ဘာလို့လဲဆိုတော့ဟိုစုကရီတီရောဆိုပြီးပြိုင်ဖြစ်တယ်ပေါ့နော်ငငယ်တော့တော့ပြိုင်ဖြစ်တယ်ဒါပေမဲ့တကယ်တကယ်တမ်းဒီအလုံးလုံးတဲ့အခါမှာတော့ဆိုပြီးကဒီ ဟိုဘယ်လိုပြောမလဲဟိုမြန်မာတန်စင်တိတ်ပြီးတော့ဟိုဆိုလေးဆိုထားမရှိတော့ဘူးပေါ့เนาะမရှိတော့ဘူးဆိုတော့ဒါရဲကြ practice နဲ့လည်းဆိုင်တော့လေဆိုတော့အဲ့ဒီဟာလေးဆိုတဲ့အခါမှာဆိုပြီးအနေနဲ့နည်းနည်းလေးတော့ဟိုဘယ်လိုပြောစိတ်ပူတာလေးဆိုရင်တာလေးတော့ရှိတယ်။အဲဘာပြီးတော့ဒီသချင်းလေးကိုဆိုလို့ရှိရင်လည်းအာဒီသချင်းကတော့အရင်မြန်မာတန်စင်ဟိုအရင်ကြီးတော့မသွားဘူးပေါ့เนาะဒါပေမဲ့ဟိုစုံနေကြပုံစံလေးနဲ့တော့နည်းနည်းလေးကွဲထွက်ကွဲထွက်တယ်ဆိုတော့လေအာဒီသချင်းလေးကိုပြီးတော့လည်းအဲ့ဒီဒီဆိုပြီးကိုရွေးပေးတယ်ပေါ့เนาะဒီ season နဲ့သူတွေကအချင်းလေးကဆိုပြီးအတန်လေးနဲ့ဆို ရင် line line မယ်ပေါ့เนาะ line မယ်ဆိုပြီးတော့ဆိုပြီးတော့ edit ချင်းလေးကိုရွေးပေးခဲ့တာပါအဲဆိုပြီးကိုရလည်း edit ချင်းလေးကိုသေးချာလေးအော်လေ့ကျင့်ပြီးတော့ကိုစုနိုင်သလားကလေးစုထားတာပါဟုတ်ချင်းပြရတော့ရွှေကလေးကနားဆွေးတွေတယ်เนาะနားလေးဆွေးအရင်ကလည်းအရန်ပေါက်တဲ့သင်းလေးလေဆိုတော့ဒီသင်းလေးကိုပြန်ပြီးတော့ new version အနေနဲ့စိုးကြရတဲ့တွေလည်းအများကြီးရှိတယ်အဲဆိုပြီးဆိုပြီးရနောက်မှာလည်းထပ်ထပ်ပြီးတော့ဆိုးတဲ့တွေပေါက်တဲ့တွေလည်းရှိတယ်ပေါ့เนาะဆိုတော့ဘာပဲပြောဝမ်းသာပါတယ်ရှင့်ဆိုးတာလေးပြန်တက်လာတော့ဘော ပြန်ပြီးလိုက်နီးပြလာတစ်ခုအဲဆိုပြတယ်ကိုတော်တက်တော့ပြန်ဆော့လိုက်ပြီ အနုပညာလေးကိုတော့ဆိုပြီးတံပိုးထားတယ်ဟိုဘဲဘဲဘဲအရာမဆိုပေါ့နော်ဟိုကိုတချင်းမဲဆိုဆိုဒီတိရုပ်ပဲဆောင်ဆောင်ဆိုပြီးချစ်တဲ့အရာမို့လို့ဟိုတေချာလေးရောဆိုပြီးလုပ်တယ်ငငယ်တုန်းကထက်စာရင်အခုဆိုပြီးပို့တတိထားတယ်အဲရုပ်ရှင်ရိုက်တဲ့အခါမှာရောချင်းဆိုတဲ့အခါမှာငငယ်တော့ကျတော့ငယ်စိတ်ရှိသေးရအောင်နော်အဲအသက်နည်းနည်းရလာတဲ့အခါမှာကျတော့ကိုပို့ပြီးတော့ဒါလေးကိုပို့ပြီးတော့တေတေချာလေးလှုပ်ချင်တယ်ဆိုတဲ့စိတ်ကလေးပို့ဖြစ်တယ်ဟုတ်ရှင်ရွှေရွှေလောက်ဖြစ်တယ်ဒီလိုရှင် လွန်ခဲ့တဲ့အဲ့ရအဲ့ချိန်မှာကိုဗစ်တွေဖြစ်တဲ့ကာလလားမသိဘူးနော်ဟုတ်ဟုတ်မယ်တင်တယ်အဲ့အဲ့ကိုကိုဗစ်မိုးလင်းဖြစ်လဲတစ်နှစ်လောက်ပဲစောမှာဒီလားကိုဗစ်လောက်လို့တော့ထင်တာပဲကိုဗစ်တွေဖြစ်တဲ့အချိန်မှာဆိုတော့ language တဝေဝေကတော့တေချာပေါ့ကိုဗစ်ဖြစ်တဲ့အချိန်ပေါ့ဆိုသူတို့လက်အိတ်တွေလက်ဆွပြီးဆိုတာလေဆိုတော့အဲ့အဲ့ဒါတော့မှတ်မိရဲ့ဟုတ်အဲ့တော့ပြိတ်သက်တွေအတွက်ရောထပ်ပြီးတော့ချင်းကြီးတွေဘယ်လိုလဲ အဲလာဖို့လာဖို့ရှိရဲဟိုဆိုဖီးယားလည်းဒီမှာဒါဆိုအခုရုပ်ရှင်ဝင်ပြီပြီးတော့ဆိုဖီးယားအဲ့ခင်းကြီးထွက်ရတာများအဲ့လိုမျိုးပွက်တက်များတယ်ဆိုရဲအခါကျအဲ့အတွက်ဟိုဆိုဖီးခီးသွားနေရတာများတဲ့အခါကျတော့ချို့ဟာလေးလည်းဆိုဖီးလိဟင်းတာလေးရှိရဲပေါ့နော်ပြီးတော့ဆိုဖီးဒီ business ဘိုင်းကိုလည်းဆိုဖီးလှုပ်ချင်တာလေးလည်းရှိရောအဲ့ဒါလေးလည်း try နေတာဖြစ်တဲ့အကြောင်းမို့လို့တချင်းဘက်ကိုတိတ်မလှဲ့နိုင်ဘူးနောက်တစ်ခါခုနပြောသလိုဆိုဖီးယားအဲ့တချင်းကိုလည်းအဲ့လိုပြီးပြီးရောဟိုမလှုပ်ချင်ဘူးမလှုပ်ချင်ဘူးဆိုတော့ဟို ပေချာလေးလုပ်ပြီးတော့မှပဲပရိသတ်ကိုလည်းခြားပြချင်တာလည်းပါတယ်။ဒါမှမဟုတ်ဆိုပြီးအခုဟိုနှချင်းတစ်ပုတ်စုံတွဲလေးတစ်ပုတ်စုပ်ဖို့ရှိရဲအာဒါဒါဟိုတလောကတော့မီဒီယာမှာတက်လာသေးရဲအာဟိုပေါ့ယတုနဲ့ပေါ့နော်ဇိုင်းနာယတုနဲ့အာဒီချင်းလို့တော့ဝယ်ထားကြပြီဆိုပြီးအတန်နဲ့လိုက်လို့ဒါလေးစုပ်ပေးပါလားတဲ့ဆိုတော့ဆိုပြီးလည်းနားဟာတော့ချင်းလေးကလည်းမူးရာဒီချင်းလေးချစ်စရာလေးဆိုတော့အဲ့ဒီချင်းလေးတော့ဆိုပြီးဒီလာထဲမှာ ဟိုတွင်းပြအတွင်းတော့တွင်းပြီးသွားပြီထွက်ဖြစ်မယ်ထင်တယ်ဟုတ်အမားတို့ပြောသလိုမျိုးတပုတ်ချင်းတပုတ်ချင်းလေးကိုပြန်စုပြီးတော့ event လေးထွက်မယ်ဆိုရင်လည်းအမှတ်တရလေးတော့ဖြစ်တာပေါ့ဟုတ်အဲ့အားလေးလည်းသူပြီးစဉ်းစားနေပါတယ်ဒါတော့လာမိကြပြီ။ဒါတော့လာမိကြပြီ။ဟုတ်ကဲ့ပါရှင်။အဲဒီလိုချစ်ကြရတဲ့ပြည်သက်တွေတော့လည်းငားလက်ဆောင်ပြီးတော့လည်းပါ။အဲချစ်ကြပြည်သက်များအားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်။အခုဒီဒီနေ့ကတော့သပြီးတို့အကယ်၍ဆိုတဲ့ရုပ်ရှင်ကာစီကတော့ပွဲဖြစ်ပါတယ်။အဲဒီကထွက်လာတဲ့အခါမှာလည်းကြီးစုအားပေးပါအောင်လို့ပြောချင်ပါရှင်။ 你最近忙的啥？